င်္ဂလာပါဒီတစ်ပတ်တော့အိမ်မှာတောင်ငမွေးငါချက်စာပြစ်တာကိုမျှဝေပေးခြင်းပါတယ်အခုချက်စာတဲ့မွေးငါကို တောင်ငမွေးငါဟင်းရင်ကျဲလို့ခေါ်ကြပြီးတော့အတုပ်လို့တုပ်စားတာနဲ့အရင်နဲ့စားတာဆိုပြီးနှစ်မျိုးစားကြပါတယ်ဒါဆိုရင်တောင်ငမွေးငါဘယ်လိုချက်လဲဆိုတာဗီဒီယိုလေးကိုစက်ကြည့်ကြရအောင်နော် တောင်ငမွေးငါချက်စာဖို့အတွက်ဆိုရင်အဓိကကောင်းကျင်းစံလုံးမှုရှိဖို့လိုအပ်တယ်လို့မွေးငါနဲ့တွဲဖက်စားရတဲ့ ပဲတောင်းရှင်နဲ့ပဲကြော်ပါမှလည်းစားလို့ကောင်းပါတယ်။အဲ့ဒါတွေမရှိရင်တော့တောင်းကမွေးငါးကချက်စားလို့အဆင်မပြေပါဘူး။အရင်ဆုံးငါးကိုငံပြာကြီးဇပလင်းစနွင်းနေငယ်နဲ့ရေးထည့်ပြီးတော့ပြုံးလိုက်ပါတယ်။စူလာရင်တော့ဆဲထားပြီးတော့အယူထွက်ပါတယ်။ငါးကဒီမှာဝင်လို့ရတဲ့ catfish လို့ခေါ်တဲ့ငါးနဲ့အယူထုတ်ပြီးသားငါးအသားလွှာထားတဲ့ငါးရဲ့နှစ်မျိုးကိုရောပြီးတော့ချက်ထားတာပါ။ ငါးရိုးထွင်ပြီးသွားရင်ငါးစီတက်ဖို့အတွက်ဇဗလင်ဂျင်းနဲ့ကျက်သွင်ပြီးတွေကိုလှီးပြီးတော့ထောင်းပါမယ်ဒီကျဲအတွက်တော့ငါအယိုးထွေမိသားတွေကမှ သုံးမုတ်တပုံလောက်ကိုပဲယူပြီးတော့ချက်ပါတယ်။ပြီးရင်တဲအိုးတွေကို စီတင့်တင့်ရုံပဲထည့်ပြီးတော့စီဘူးလာရင်ဇဗလင်ဂျင်းနဲ့ကျက်သွင်ပြထောင်းလာတာတွေကို ဆက်နွေးနဲ့ပဲစီသက်လိုက်ပါတယ်။ငါးစီသက်တဲ့ကိုစီရီအများကြီးမထည့်သလိုအယောင်တင်မှုန့်တဲ့ငံပြားကြီးလည်းမထည့်ပါဘူး။ ဇဗလင်းဂျင်းနဲ့ကြက်သွင်ပြီးစီးတက်ထားတာတွေမွေးလာပြီဆိုရင်တော့ငါအသားထွင်ထားတာထည့်လိုက်ပါတယ်။ကျွန်မကဗီဒီယိုတစ်ပတ်ကရိုက်လိုက်ဟင်းချက်လိုက်ဆိုတော့စီးတက်ထားတာကနည်းနည်းတော့ကျွန်းတို့လိုဖြစ်သွားပါတယ်။ငါးနှွင်ထားတာကိုတေချာရုံးမှုပြီးတော့9မိနစ်လောက်ဆိုရင်တော့စီးတက်ထားတာရပါပြီ။ ငါးပြုတ်ရည်တဲ့ကိုငါးအယိုးတွေကိုထောင်းပြီးတော့အယိုးစစ်ထားတဲ့ရည်အပြင်ကိုလိုအပ်တဲ့ရည်ပမာဏထပ်ဖြည့်ပြီးတော့စူအောင်တည်ပါတယ်။ဖြင့်ရိုးစူလာပြီဆိုရင်တော့ငါးစီတက်ထားတာရဲ့ကျက်သွနီအစိတ်ကြီးကြီးစိတ်ထားတာရဲ့ငပြောဦးရဲ့ထဲပါတယ်။စိတ်ကြိုက်ရတာပြင်ပြီးဆိုရင်တော့ဟင်းအိုးကပြီးသွားပါပြီ။ ပြီးရင်ဟိုပြီးသွားပြီဆိုရင်တော့မွေးငါးနဲ့တွဲစားဖို့တခြားလိုအပ်တာတွေပြင်ဆင်ပြီးပြီဆိုရင်အတုပ်ပဲဖြစ်ဖြစ်အရေပဲဖြစ်ဖြစ်စားလို့ရပါပြီမကတော့တောင်ငူမွေးငါးကို ဤရင်နဲ့စားရတာပိုကြိုက်ပါတယ်တောင်ငူမူရင်းငါးကချက်ရတာမခက်တဲ့အပြင်စားလို့လည်းကောင်းလို့ကောင်းချင်းဆန်လို့မဟုတ်တာဝယ်လို့ရတယ်ဆိုရင်တော့ချက်စားကြည့်ပါနော်ကျမတို့လည်းကောင်းချင်းစံလုံးမုံကရန်ကုန်ကနေတကူတက ပို့ပေးလို့သာစားကျင်တဲ့အခါဒီမှာအလွယ်တကူချက်စားဖြစ်တာပါ။နောက်ပြီးကျမကတောင်ငူစာတိမဟုတ်တဲ့အတွက် မွေးငါးချက်တာနဲ့ပတ်သက်ပြီးတော့အမားပါရင်လဲကွန်မန့်မှာရေးသွားပေးလို့ရပါတယ် ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and share လုပ်ပေးဖို့နဲ့ကျွန်မရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော် နောက်တစ်ပတ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye